MSB ဘယ်လိုရလားအော်ဘာမှမဖြစ်ပါဘူးခုခေတ်ကလေးတည်းပုံမွေလင်းလင်းပဲလေနောက်ပြီးတော့ဟိုဆိုရှယ်မီဒီယာခေတ်မှာဘယ်လိုမျိုးဆိုတော့လည်းဒါတွေကနားလည်ပါတယ်ဟိုအရင်မတို့ခေတ်ကနေခဲ့ရတဲ့ main ခေတ်လေးပုံစံနဲ့မတူဘူးလေခုခေတ်ကပုံမွေလင်းလင်းပြောကြဆိုကြရဲဆိုတော့ဒါဘာမှမဖြစ်ပါဘူးခေတ်ရဲ့စီတောင်းလေးอ่ะ အဲမယူခိုင်းသေးဘူးသူကအခု16နှစ်ဆိုတော့အသားလို30မှယူလို့ပြောထားတယ်။မိတ်ပေးထားတဲ့ဟာလေးတော့ဘယ်လိုဖြစ်မလဲမသိပါဘူး30လောက်မှယူအဲ့ခါကျမှအသားလို့ပြည့်ပြည့်စုံစုံနေနိုင်တဲ့ညမှမိမယူလို့တော့အဲ့လိုပြောထားတာပဲ။ဟာဒီလိုမရဲ့သားလေးတွေကိုချစ်ပေးကြတဲ့အတွက်လည်းမကျေးဇူးတင်ပါတယ်။နောက်ပြီးတော့အမအနုပညာမလုပ်တာ တော်တော်ကိုကြာပြီပေါ့နော်။သားကြီး9နှစ်ထဲကမလုပ်တာဆိုတော့ ဒါပေမဲ့လည်းလူတွေကဒီနေ့ထိမမေ့ပဲနဲ့အမရဲ့မိသားစုအမရဲ့သားလေးတို့ဘာဆက်ပြီးချစ်ပေးတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်။အမ်ချစ်ချင်တာကတော့လေသူတို့တွေကိုပညာတွေကိုအများကြီးတက်ဆိတ်ခြင်းနဲ့နောက်ပြီးတော့ဟိုချမ်းချမ်းသာသာနဲ့ပညာနဲ့လှူစားတဲ့အလုပ်တွေလည်းလုပ်စေခြင်းနဲ့နောက်အိမ်တော်ကြရင်လည်းအိမ်တော်ဘက်ကောင်းကောင်းလေးနေနဲ့တွေ့စေခြင်းနဲ့အမတို့ကဒါတစ်သလုံးသူတို့နဲ့တူနေရမှာမဟုတ်ဘူးလေသူတို့ဘေးနားမှာလက်တွဲပေါ်ကောင်းကောင်းလေးတွေနဲ့ ်အဲသူတို့လည်းပညာရေးအများကြီးတက်ပြီးတော့အဲ့လိုချမ်းချမ်းသာသာပြည့်ပြည့်စုံစုံနဲ့နေကြတာဒါကတော့အမှားမှမဟုတ်ပါဘူးမိဘတိုင်းကိုယ်သားသမီးရောအဲ့လိုဖြစ်စေချင်ကြတာပဲလေအဲမယူခိုင်းသေးဘူးသူကအခု16နှစ်ဆိုတော့အသားလို30မှယူလို့ပြောထားတယ်လိုဖြစ်မလဲမသိပါဘူး30လောက်မှယူအဲ့ခါကျမှသားလို့ပြပြစုံစုံနေနိုင်တဲ့ကျမမိမယူလို့တော့အဲ့လိုပြောထားတာပဲသူကတော့နားထောင်တာနားထောင်တယ်အခုတော့နားထောင်သေးရဲ့ပြင်ပေါ့ဘာဖြစ်မလဲတော့မသိပါဘူး လိုက်တယ်လည်းဘယ်လိုမျိုးဖြစ်သွားလဲနေတာ။ဟောဘာမှမဖြစ်ပါဘူးခုခေတ်ကလေးတွေပုံမွေလင်းလင်းပဲလေ။နောက်ပြီးတော့ဟို social media ခေတ်မှာဘယ်လိုမျိုးဆိုတော့လည်းဒါတွေကနားလည်ပါတယ်။ဟိုအရင်မတို့ခစ်ကနေခဲ့ရတဲ့ main ခစ်လေးပုံစံနဲ့မတူဘူးလေခုခစ်ကပုံမှန်လည်းလည်းပြောကြဆိုကြရဲဆိုတော့ဒါဘာမှဖြစ်ပါဘူးခစ်ရဲ့စီကြောင်းလေနော်ဟုတ်ကဲ့ပါဟုတ်ကဲ့မတို့ချစ်ပေးကြပြတ်တက်လို့ပြပါဟုတ်အခုထိချစ်ပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်ဟိုမသားလေးတွေကိုလည်းချစ်ပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်မြန်မာစတာဘဇာ